က်ကောက်စီကအရမဆက်သားစုဆောင်းနေချိန်ထိုင်းနိုင်ငံရန်နောင်းထိတ်သိမ်းရေးစခန်းကမြန်မာနိုင်ငံသား60ကျော်ကိုမေလ26ရက်နေ့မှာကော့တောင်းဘက်ကိုထပ်မံလွှဲပြောင်းပေးလိုက်တယ်လို့ရန်နောင်းရေချောင်းထိတ်သိမ်းရေးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ထိုင်းနိုင်ငံမှာအကြောင်းအမျိုးမျိုးနဲ့အပြစ်ဒဏ်ကြာခံပြီးနောက်ရန်နောင်းထိတ်သိမ်းရေးစခန်းမှာထိတ်သိမ်းထားတဲ့မြန်မာနိုင်ငံသား60တူကိုကော့တောင်းမြို့ကိုလွှဲပြောင်းခဲ့တာပါ။ လွဲပြောင်းပေးတဲ့မြန်မာနိုင်ငံသားတွေထဲမှာအမျိုးသား60ဦးနဲ့အမျိုးသမီး22ဦးတို့ပါဝင်ပြီးအခုနှစ်တွင်၅ချိန်မြောက်လွဲပြောင်းပေးခဲ့တာပါ။နေရက်ပြတ်ပုံမဲ့မြန်မာနိုင်ငံသားတွေကိုရနောင်းစက်ကန်ကနေကော့တောင်းဘက်ကိုစက်လီ80ဆင်းနဲ့လွဲပြောင်းပေးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နေရက်ပြန်ပို့ခံရသူတွေဟာထိုင်းနိုင်ငံကိုတရားမဝင်ဝင်ရောက်မှုမူရစေတုံးဆွဲမှုနဲ့အခြားအမှုတွေကြောင့်အပြစ်ဒဏ်ကျပြီးတဲ့သူတွေဖြစ်ပါတယ်။ 2024ခုနှစ်အတွင်းရနောက်ထိတ်သိမ်းစခန်းကနေကော့တောင်းဘက်ကိုပြန်လွှဲပေးတာဆက်လီကြိတ်ထိရှိခဲ့ပြီးမြန်မာနိုင်ငံသား2000ကျော်အထိပြန်လည်ပို့ဆောင်ခဲ့တာကိုလည်းရနောက်လာဝကရဲ့ထုတ်ပြန်ချက်အရတရားပါရယ်စကောက်စီကလည်းမြန်မာနိုင်ငံကိုပြန်လည်လွှဲပြောင်းပို့ဆောင်ခံရသူတွေကိုစစ်မှုထမ်းအသစ်ကျောင်းဝင်ရင်ဖမ်းဆီးခေါ်ဆောင်တာတွေဇက်တိုက်လှုံ့ဆောင်နေတယ်လို့စစ်မှုထမ်းစုဆောင်ခံရသူတွေစီကတရားပါရယ်